6နှစ်လုံးတွဲလာပြီးမှတဲ့ငါးလလောက်တွဲတဲ့ကောင်ကိုယူသွားတယ်တဲ့ဆိုတော့ဆက်ကဲမင်္ဂလာပါကဲဒီတစ်ခါတော့သူပြောတွေနဲ့သက်ဆိုင်မယ်ထင်ပါတယ်ခေါင်းကြီးတို့ညိုကြီးတို့ကြော်ကြီးတို့ကိုကောင်းစားစင်မဲ့အပုတ်စားလေးတစ်ခုမေးကြည့်မယ်နော်โอเคဒီပုတ်စားကိုအဖြေလေးတစ်ခုကိုတော့ပေးကြပါအဖြေမပေးခင်ကျွန်တော်နဲ့တူဒီဟာကိုလိမ့်ပြီးတော့စုံအောင်ကြည့်ရမယ်โอเค let's go က်လုံးတွဲလာပြီးမှတဲ့ငါးလားလောက်တွဲတဲ့ကောင်ကိုယူသွားတယ်တဲ့ဆိုတော့ဒီနေရာမှာတခုပြောချင်တာက6နှစ်တောင်မှ relationship ရှိထားပြီးပြီပေါ့နော်ဒါပေမဲ့ main ကလေးတယောက်အနေနဲ့ဒီကိုတွဲနေတဲ့ကောင်လေးနဲ့အတူတူ6နှစ်ဖြတ်တန်းနေပြီးတာတောင်မှတစ်ဖက်ကကိုကိုယူဖို့ပါဆိုင်မှလည်းမပြဘူးဒီတိုင်းပဲတွဲနေတယ်ဒီလူကကိုနဲ့အတူတူအိမ်ထောင်ပြုဖို့အတွက်အိမ်မက်တွေမရှိနေဘူးဆိုရင် तू ကတော့သွားမှာပဲ9လလောက်တွဲတဲ့လူယူသွားတယ်ဆိုတော့ဒီ9လအတွင်းမှာအဲ့ဒီ9လလောက်တွဲတဲ့ကောင်လေးကသူ့ကိုယူ ဖို့အထိ proposal ကောင်းကောင်းပေးလို့လဲပါမှာပေါ့နော်ဆိုတော့ခါကျကျွန်တော်တို့အမျိုးသမီးတွေကတွဲတာတွဲနေတာယူမယ်မမ်းမသိမယူဘူးလားလည်းမသိဘာမှလည်းမသိရလူတယောက်ကို6နှစ်ကြီးတော့သူအချိန်ဖြုံးပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ထပ်ပြီးတော့သူ့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို invest မလုပ်နိုင်တော့ဘူးဒါကြောင့်မို့လို့လည်းသူတကယ်တကယ်ရွေးချယ်ပြီးတားမမတ်မရမမတ်ပေါင်းမဲ့သူကိုရွေးချယ်သွားတာလည်းဖြစ်နိုင်တယ်ပေါ့နော်အာဒါကျွန်တော်တို့ဒီလေးတွေမှာရှိရဲ့ ဆယ်စုနှစ်လောက်တွဲပြီးမယူတချို့ယောက်ျားလေးတွေသူတို့မှာဘာအစီအစဉ်မှမရှိဘူးယူဖို့တတိရှိတဲ့လူကတော့သူ့ရဲ့ plan တွေကိုချပြမှာပဲအစင်မပြေသေးရင်တောင်မှငါ့မှာတော့ဘယ်လိုလေးရှိရဲဆိုတာပြောပြမှာပဲဆိုတော့တစ်ဖက် main ကလေးကဒါကိုမယုံကြည်တော့ရလဲပါတယ်တွဲတာတွဲနေငါအနေနဲ့ဘာမှတော့ဖြစ်လာမှာမဟုတ်ဘူးဘာဖြစ်လို့ तू ကယူချင်တယ်လေတစ်ဖက်ကမယူချင်ဘူးဆိုရင်လည်းဆက်သွားလို့မရတော့ဘူးတွဲနေတဲ့ကောင်လေးရဲ့စိတ်ကိုအပြည့်အဝသိထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ငါးလလောက်ပဲတွဲတယ်ဆိုပေမဲ့တူကူတကယ်တကယ်တားမမတ်မရမမတ်နဲ့အိမ်ထောင်ပြုတ်ဖို့ပြောလာတဲ့လူရွေးချယ်တော့လည်းဖြစ်မှာပေါ့နော်ဆိုတော့အဲချစ်တာလည်းပေါ့မှာပေါ့မချစ်ရင်တော့ကျွန်တော်တို့ကအိမ်ထောင်တစ်ခုကိုသွားပြီးတော့တိဆောက်လို့မရဘူးအဲသူခံစားလို့လည်းရလို့သူအိမ်ထောင်ပြုတ်အိမ်ထောင်ပြုတ်လိုက်တာပဲအ ဆိုတော့တစ်ခါတလေမှာကျွန်တော်တို့ကသွားပြီးတစ်ဖက်လူကနောက်လူရွေးချယ်သွားတာအပြစ်ပြောလို့မရဘူးကိုနဲ့ရှိနေတုန်းကကောအာကို့အနေနဲ့သူ့ဘာဗလန်နေမှမချပြခဲ့ပဲနဲ့တွဲပဲတွဲနေခဲ့တာလားသူ့အချိန်တွေပဲကိုကယူဖြုံးမိခဲ့တာလားဆိုတော့ပြန်စဉ်းစားဖို့လိုအပ်ပါတယ်တကယ်ကတွဲဖို့အစီအစဉ်ရှိတယ်ယူဖို့အစီအစဉ်ရှိတယ်ဆိုရင်တော့ဒါပြောပြရမှာပေါ့နော်အဲစိတ်ထဲမှာပဲဥထားလို့မရဘူးကို့ထဲမှာရှိနေတဲ့ plan တွေပြောပြမှရမှာဆိုတော့ဒီမေးခွန်းမေးလာတဲ့အကူစိတ်တက်ကြအောင်ပြောရတော့မဟုတ်ပါဘူးနောက်တစ်ခါကောင်းလေးကောင်းမလေးတယောက်နဲ့တွဲခဲ့မယ်ဆိုရင် plan လေးတွေတေချာလေးချပြပြီး ြီးတော့ယူတင်တဲ့အချိန်ကျရင်ယူပါလို့သူများသားသမီးရဲ့အချိန်ကိုကြာအကြာကြီးမဆွဲထားပါနဲ့လို့ဒီနေရာလေးကနေအရေးဖြစ်ပြီးချင်ပါတယ်အာ question ကတော့အဲ့ဒါပဲเนาะကောင်းကြီးတို့ညိုကြီးတို့ကြော်ကြီးတို့เนาะမင်းတို့ထို comment မှာဖြစ်ခဲ့ရပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ငါတို့ဘာမှမိုက်ချက်များများကြီးမပြလို့ပါဘူးဒါမှမဟုတ်ဒီမှာစဉ်းစားကြရလေးနဲ့သူ့ဖက်ကိုဖက်အာအဲ့လိုနည်းနည်းတွေးကြရလေးတွေတော့ရှိတယ်ဗျเนาะဆိုတော့6နှစ်လောက်တွေးပြီးမှ 6နှစ်လောက်တွေ့တဲ့လူကိုမယူပင်းနဲ့ပလိုက်ပြီးတော့မှ9လလောက်တွေ့တဲ့လူကိုယူသွားတယ်ဆိုတော့ဒါအကြောင်းအမျိုးမျိုးတော့ရှိနေပါတယ်နော်ဆိုတော့ဒီနေရာမှာသမားယောက်ျားတွေ့ရင်တော့မိန်းကလေးဘက်ကမှန်တယ်လို့တော့ထင်ရတယ်မြဒါပေမဲ့နောက်ခံအကြောင်းရင်းတွေရှိကောင်းရှိနေပါတယ်နော်ဆိုတော့ငါတော့အဖြေမပေးတော့ပါဘူးညိုကြီးတို့ခေါင်းကြီးတို့ကြော်ကြီးတို့ပဲအဖြေတစ်ခုခုပေးခဲ့ရပါโอเค ဒီကိစ္စဘသူကမှန်တယ်လေဘသူကမှားတယ်လေပေါ့နော်โอเคတားတော့ပါပဲဆိုအဖြစ်တခုပေးခဲ့ပါโอเค thank you see you next video bye bye